မ616ဆိုရဲဆောင်းဆောင်လေးရှိပါတယ်เนาะအဲ့616 616ဆိုရဲဆောင်းဆောင်ထားတဲ့နေ့လေးမှာ23ချိန်မှာ23ချိန်မှာ930ဆိုရဲကဏ္ဍလေးကြပါတယ်เนาะအဲ့930လေးကနောက်တနေ့9ချိန်မှာပြန်ကြပါရဲ့ဗျာเนาะနောက်တနေ့9ချိန်မှာမှာ390ဆိုပြီးတော့ပြန်ကြပါရဲ့เนาะအဲ့လိုပြန်ကြပြီးရဲ့နောက်နောက်တနေ့မှာလည်းเนาะ နောက်တစ်နှစ်မှဆိုရင်တော့၃ကျင်းကကနန်းလေးပေါ့နော်တစ်ကျင်းနှစ်ကျင်း၃ကျင်းကကနန်းလေးဥမာ၄၅နှစ်ဆိုတဲ့ကနန်းလေးရလေးနော်ပြန်ကြပါအဲ့ဒါလေးကဘယ်ချိန်မှပြန်ကြလဲဆိုရင်6 6လို့ဇောင်းထောင်ထားတာလေးရဲ့တခွင်ကျော်မှပြန်ကြခဲ့ပါရဲ့နော်အဲ့လိုပြန်ကြပြီးတော့ဘာဖြစ်လဲဆိုရင်နောက်တစ်နှစ်မှဆိုရင်ပေါ့လင်းနော်နောက်တစ်နှစ်မှဆိုရင်ရောက်ကက်လေးရနော်တစ်ကျင်းနှစ်ကျင်း၃ကျင်း၄ကျင်း၅ကျင်း 6ကျင်းဥမာ9ကျင်းဆိုရဟုတ်စားလေးရောက်ကပေါ့နော်အဲ့ရောက်က9ကျင်းကနန်းလေးရတစ်ကျင်း2ကျင်း3ကျင်း9 30နဲ့တန်းတန်းလေးပေါ့နော်အဲ့လိုဖြစ်အဲ့လိုဖြစ်တယ်အဲ့ကနန်းလေးကဘယ်ကလာလဲဆိုလို့ချင်းဟိုက6 6လို့ထောင်ပြီးတော့နော်23ကျင်းမှာမှာ9 30လို့ကြားတဲ့နှစ်သေးကနော်လေးကျင်းကနန်းလေးဥမာ ခွန်လေးသုံးလို့ယူဆပါရနော်။ဥမာ၅လေးနှစ်ပြန်ကြကနန်းလေးရနေပြီးတော့မြင်းခုံအကွက်လေးလည်းဖြစ်တယ်နော်။ Okay ဒီဒီတဲ့မင်္ဂလာပါခင်ဗျာ။အဲအကြောင်းမို့လို့ဒီလေးခွန်သုံးလေးရအဲ့ရနေပို့တယ်လို့ယူဆပါရနော်။ဒီဘက်ဆိုရင်လည်းတစ်ချက်ကြည့်အောင်နော်။ ဒီကနေ့ထဲမှာဆိုရင်လည်း616ဆိုပြီးတော့ဇောင်းထောင်လေးရှိတယ်အဲ့လိုအဲ့လိုဇောင်းထောင်လေးရှိတဲ့နေ့ထဲမှာပဲ23ကြိမ်မှာဆိုလို့ချင်းတော့393ဆိုကြပါတယ်393ကြပြင်အဲ့393ပတ်လည်လေးရလဲเนาะနောက်တစ်နှစ်9ကြိမ်မှာပြန်ကြပါတယ်เนาะအဲ ကိုတုံညာသုံးဆိုပြီးတော့ပြန်ကြရမနော်အဲ့လိုပြန်ကြပြီးရတဲ့ပိုင်းနဲ့နောက်တစ်နှစ်သုံးချိန်ကကဏ္ဍလေးပေါ့နော်တစ်ချိန်နှစ်ချိန်သုံးချိန်ကဏ္ဍလေးမှာ3 5ဆိုရကဏ္ဍလေးရလဲနော်အဲ့ဒီနှစ်ထဲမှာပဲနော်ပြန်ကြပါလေပြန်ကြဘယ်နှမှာပြန်ကြလဲဆိုရင်မှာ6 1 6လို့ထောင်ထားတာလေးရဲ့တခွန်ကျော်မှာပြန်ကြခဲ့ရပေါ့နော်အဲ့လိုပြန်ကြပြီးတော့ကြတော့လာမယ့်နှစ်မှာ9ချိန်ကဏ္ဍလေးရလဲရောက်ကလေးရလဲ တကြိမ်နှစ်ကြိမ်သုံးညမှာစုကိုတုံညာသုံးနဲ့တန်တန်းလေးဖြစ်တယ်เนาะအဲ့လိုဖြစ်လို့6တိ6ထောင်နဲ့တည်းကကဏ္ဍတစ်ခွက်ပြန်ကြရမယ်ဆိုလို့ချင်း၄ကြိမ်ကဏ္ဍလေးပဲပေးရဆိုရင်တကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်ကိုတုံညာ၅လေးလို့ယူဆပါအဲ့ကိုတုံညာ၅လေးက3 9 5အရင်နှစ်ထက်ပြန်ကြကဏ္ဍလေးဖြစ်တဲ့3 9 5ရဲ့မြင့်ကောင်ကဏ္ဍလေးဖြစ်တဲ့အတွက်เนาะ ကို35ဘုံတော့အမကြိုက်တဲ့ပုံစံလေးနဲ့ထိုးလို့ရပါပဲခင်ဗျဒီတစ်ခါလာမှာသူတို့နောက်လာမယ့်ဟာလေးတွေတိထပူကောင်းမှာနော်ပိုလို့လက်ထိုးတင်နေလို့ထင်တယ်နော်နောက်ပိတ်နော်ခွန်ကိုတွဲတဲ့နေမှာနော်နောက်ပိတ်ခွန်ကိုတွဲတဲ့နေမှာက ဘာဖြစ်လဲဆိုလို့ရှိရင်နော်20ကြိမ်ပါဗောလေ20ကြိမ်မှာနှစ်ထိပ်စီဆိုတာအများနဲ့ကြပါရဲ့နော်အဲ့နှစ်ထိပ်စီကြပြီးရဲ့တပြိုင်နဲ့နောက်တစ်နှစ်မှာဆိုရင်လည်းနော်နောက်တစ်နှစ်ချင်းနောက်တစ်နှစ်မှာနောက်တစ်နှစ်မှာဆိုလို့ချင်းနောက်တစ်နှစ်မှာဆိုလို့ချင်းနော်အဲ့နှစ်ထဲကပြန်ကြကနန်းလေးကြပါနော်365ဆိုတာကလေနှစ်ထိပ်စီထွက်တာရဲ့ပြန်ကြကနန်းလေးတွေကလည်းဖြစ်တယ်ဥမာ ခွန်ကိုရဲပေါ့နော်ခွန်ကိုရဲထွက်ထွက်တဲ့နေသေးကပြန်ကြကနန်းလေးတစ်ခွက်ဖြစ်ပါရဲ့နော်အင်း365ဆိုရင်ကနန်းလေးပြန်ကြကနန်းလေးဖြစ်တယ်အဲ့ကနန်းလေးပြန်ကြပြီးရတယ်ဘာဖြစ်လဲဆိုရင်နော်ဒီမှာတခြားလေးကြည့်ပါအဲ့365လို့ပြန်ကြကနန်းလေးရဲ့အောက်ကကနန်းဒီဒီဘက်နေသေးမှာနှစ်ထိပ်စီရဲ့ရှေ့ရနော်တကွန်ကျော်ကနှစ်ခွန်သုံးဆိုတဲ့ကနန်းလေးဟာ အဲ့ပြန်ညာကန်းလေးကြပြရနဲ့ပြန်ပြီးတော့လိုက်ခဲ့တယ်ပေါ့နော်နောက်နောက်တစ်ခက်လေးတော့ကြောင်းနော်19ခုနဲ့မောအဲ့နေ့ထဲမှာဆိုရင်လေခွန်ကိုရဲကြခဲ့ပါရဲ့နော်ခွန်ကိုရဲကြတိုင်းမှာပဲနော်သူကဘာဖြစ်တယ်လဲဆိုလို့ချင်းအချိန်20ချိန်မှာနှစ်ထိပ်စီဆိုတာကြာနော်နှစ်ထိပ်စီဆိုတာကြာပြီလို့ချင်းဘာဖြစ်လဲဆိုတော့နောက်တစ်နေ့မှာပြန်ကြကန်းလေးတစ်ခွက်လိုက်ရမယ်နော် ပြန်ကြာကဏ္ဍလေးကဘာဖြစ်လဲဆိုနှိရှိ6ပါနော်နှိရှိ6ကဘယ်ရနေကြာလဲဆိုရင်နှိရှိ6ကဒီဘာမဲ့အမဲ့ခွန်ကိုးတွေထွက်တဲ့နေသေးရလည်းဖြစ်နှိစိတ်စီထွက်တဲ့နေသေးရလည်းဖြစ်တဲ့6နှိရှိကနေပြီးတော့ပြန်ကြာပါရဲ့နော်အဲ့နှိရှိ6လေးပြန်ကြာပြီးရတဲ့လိုက်တဲ့ကဏ္ဍလေးကဘာကဏ္ဍလေးဖြစ်မလဲဆိုရင်3 9 1ဆိုတဲ့ကဏ္ဍလေးပါအဲ့3 9 1ဆိုတဲ့ကဏ္ဍလေးကဘယ်ရလာလဲဆိုလို့ရှိရင် ဒီနှစ်နှစ်ထက်စီထွက်တာရဲ့တပင်ကျော်ရှေ့ရကနန်းလေးဖီလမိုလို့နော်အဲ့တော့ကိုတလီရပြန်လိုက်တယ်လို့ယူဆရတယ်ဗောလေနော်အဲ့ဆိုရင်ဒီနှစ်ထက်လည်းကြည့်အောင်ဒီတစ်ချိန်မဟုတ်ရင်လည်းအဲ့ကနန်းလေးမွေးထုတ်လို့ရတယ်နော်မွေးကနန်းသဘောလေးလည်းထုတ်ပြရလည်းဖြစ်တယ်ဒီအချိန်မှာပေးပယ်လို့ယူဆလို့ကနန်းပြန်ကြကနန်းလိုက်ခဲ့လို့ဒီနှစ်ထက်မှာဆိုရင်လည်း ခွန်ကိုရထွက်ပါရနော်ခွန်ကိုရထွက်တဲ့တပြိုင်နဲ့20တကြိမ်မှနှစ်ထိပ်စီဆိုတာလေးကြာပါတယ်နော်အဲ့နှစ်ထိပ်စီလေးကြာတဲ့တပြိုင်နဲ့သူ့ရဲ့သဘင်ကျော်ကခွန်ရှိကိုဆိုတာလေးကဒီနှစ်ထဲမှာကြာပါမယ်သူကြာဖို့ရအတွက်ဒီနှစ်ထဲကခဏန်းတစ်ခွက်အရင်ကြာမယ်ပေါ့နော်ဒီနှစ်ထဲကခဏန်းတစ်ခွက်အရင်လိုက်ကြည့်လိုက်ပါမယ်နော်ဒီနှစ်ထဲကခဏန်းတစ်ခွက်ကြာပြီးမှအဲ့ခဏန်းလေးကကြာပါမယ်ဒီနှစ်ထဲကဆိုရင်869လေးရှိပါတယ်နော်အဲ့869လေးက အခုတစ်ပတ်မှာအရင်ပြီးခဲ့တဲ့အပတ်မှာထွက်သွားခဲ့တယ်ပေါ့နော်အဲ့ကနန်းလေးကြပီးရနဲ့ခွန်ရှိကိုကလိုက်ရမှာဖြစ်တဲ့အတွက်အခုဒီချိန်မှာဆိုရင်ခွန်ရှိကိုပတ်လေလေးကိုကြိုက်တဲ့ပုံစံလေးနဲ့ထုတ်လို့ရပါတယ်အဲ့ဒါလေးကတော်တော်ကောင်းတဲ့အကွက်ထဲမှာပါပါရဲ့နော်အဲ့ဒါကြောင့်အဲ့ဒါလေးကတော့မဖြစ်မနေထိုးတင်ပါတယ်ဟုတ်ကဲ့ဒီ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 မင်္ဂလာပါဗျာอืม ကလင်လာအစ်ကမရောက်သေးလို့ကြည်ရနည်းနည်းရှုပ်လို့ချင်တော့အဆင်ပြေအောင်ပြရဆိုတော့ကြည်ရနည်းနည်းရှုပ်လို့ချင်တော့နည်းအဆင်ဒီချလေးတော့ရှင်းအောင်လို့ပြပေးပါရယ်နော်နောက်ထပ်တကွက်ကနောက်ထပ်တကွက်ကလည်းနော်နောက်ထပ်တစ်ခွက်ကဘာပြမလဲဆိုလို့ချင်းဒီနှစ်ထင်းမှာ တိချတိတိချလေးကြည့်ရန်စင်ပြောပထေလေးပေါ့နော်ပထေလေးပရိတ်တလူရိုက်တယ်ပေါ့နော်အဲပရိလေးပရိတ်ကသူ့ရဲ့ဆောင်းမှာလေးလေးထိတ်လေးနေပေါ့နော်လေးထိတ်လေးထိတ်စီပရိလေးပရိတ်တလူရိုက်ပြရတယ် ပါကနန်းထွက်လဲဆိုရင်6နှစ်8ဆိုတော့ကနန်းလေးလာပါရဲ့နော်6နှစ်8ပေါ့နော်ဟုတ်ကဲ့ညီ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 မင်္ဂလာပါ6နှစ်8ဆိုရင်ကနန်းလေးထွက်ပါရဲ့နော်အဲ့လိုပဲတဲ့နောက်တစ်နှစ်မှာဆိုရင်လဲနော်သူကဘာဖြစ်လဲဆိုရင်ဗတိတ်ဟာရွှေနေကြီးကိုတုံညာငါပေါ့နော်ဗရိတ်လေးပေါ့နော်ဗတိတ်လေး credit လို့ရိုက်ပါရနော် fail လေး credit လို့ရိုက်ပြရနဲ့သူ့ရဲ့ဆောင်းမှာဆိုရင်6တိ8လို့ထွက်ပါရနော်ဒီမှာ fail လေးကဟိုမှာလေးလေးထိပ်စီ fail လေးနော်လေးထိပ်စီလို့ရိုက် fail လေးလို့ရိုက်နော်သူ့ရဲ့အောက်အောက်မှာ credit လို့ရိုက်ပြရနဲ့ဟိုမှာ6တိ8လို့ရိုက်ပါတယ်ဟိုမှာပြဆိုလို့ရင်းနေသေးပြရနော်ဒီမှာဆိုရင်6နှစ်8လို့ရိုက်တယ်နော်သူကနေအမဲ့ ခရော်ဒီမပြေးလာတာ6နှစ်8လို့ရိုက်တယ်6 8နှစ်6နှစ်8ပြီးတော့6တိ8လို့ရိုက်တယ်နော် ဆိုလိုချင်တာဒီအချိန်မှာဆိုရင်6 6သုံးညာ8ရိုက်ချင်တာဗျာ6သုံးညာ8ရိုက်ချင်တာကိုအမပြမယ်နော်6သုံးညာ8ရိုက်ချင်တာဒီဘက်မှာဆိုရင်လဲတယ်နော်ဒီဘက်အခုရောက်ကဆိုရင်လဲနော်လေးထိပ်စီလေးရိုက်ပါနော်လေးခွင်8ဆိုပြီးသူ့ရဲ့စောင်းမှာဆိုရင်လဲဖရိတ်လေးလေးရိုက်ပါ963ဆိုပြီးနော် ဘရိတ်လေးလေးရိုက်ပြီးရနေပေါ့နော်သူ့ရဲ့အောက်မှာဆိုရင်6 8ခွန်ဆိုပြီးဘရိတ်တလေးရိုက်ပါတယ်နော်အဲ့အကြောင်းမို့လို့6 3 8ဆိုရယ်ကနန်းလေးရအခုရောက်ကလေးမှာမဖြစ်မနေတော်တော်လေးထိုးသင့်တဲ့အကွက်ထဲမှာပါတယ်ပေါ့နော်နည်းနည်းတင်ထိုးမှဆိုရင်လည်းထိုးလို့ရရဆိုပြီးတော့ကျွန်တော်ပြပေးခြင်းပါတယ်နော်ဒီကနန်းလေးရတော်တော်လေးကောင်းတယ်ထဲမှာပါပါနော်ကျွန်တော်ကိုယ်တိုင်ကိုအခုပြရပြရတဲ့ကနန်းလေးမထိုးရသေးဘူးနော်လုံးဝမထိုးရသေးဘူးအဲ့ဒါ ဟိုဟာလုပ်လို့အစဉ်ပြေအောင်လို့မို့လို့အဲပြပေးထားရနော်ပြန်ပြန်ပြီးတော့ပြပေးမယ်နော်ဒီဘက်နဲ့နေ့ထဲမှာဆိုရင်လေးထိပ်စီထွက်တယ်သူ့ရဲ့ဆောင်မှာဆိုဘရိတ်လေးရိုက်တယ်ဘရိတ်တီရိုက်တယ်ပြီးရနဲ့6နှစ်8ဆိုတဲ့ကဏ္ဍလေးကြာတယ်နော်အဲသူကနေပြေးပြီးတော့သွားလိုက်မယ်နောက်တစ်နှစ်မှာဆိုရင်လေလေးထိပ်စီလေးရိုက်တယ်ပရိလေးရိုက်တယ်ပရိတ်တလေးရိုက်တယ်သူရအောင်မှာဆိုရင်6.8လို့ဖြစ်သွားတယ်ဟိုမှာကြည့်နော် ရှစ်ကပ်မှာဆို6နှစ်ရှစ်ဒီမှာဆိုရင်6 18ဒီဘက်မှာလည်းအဲ့လိုပဲလာတယ်လေးထိပ်စီလေးရိုက်တယ်ဘရိတ်လေးလိုရိုက်တယ်ဘရိတ်တလိုရိုက်တယ်အဲ့ကြောင့်မို့6 38ဆိုရယ်ကနန်းလေးကမဖြစ်မနေကျွန်တော်တင်ထိုးအောင်မယ်ကနန်းလေးလိုယူစားမိရပါလို့ဆိုတော်တော်လေးလည်းကောင်းတယ်ကွက်ထဲမှာပိုင်းသူဘလို့ပုံစံနဲ့ပြောင်းပေးမယ်မပေးဘူးတော့ပြောလို့မရဘူးပေးမလားမပေးမလားဆိုတာလေစင်းလာစရာတော့ဖြစ်တယ်ဒါပေမဲ့လို့ဒီလောက်ထိလောက်ခဲ့ပြီးမှတော့ပေးမယ်လို့ယူဆပါရဲ့เนาะဒီထက် အထောက်တွေအများရှိသေးပါတယ်ဒါကကျွန်တော်ကဗီဒီယိုဖိုင်လည်းမရှိသေးခြင်းလို့ကြည့်ရတဲ့လူတွေလည်းလွယ်အောင်လို့အတူချုံလေးနဲ့ပဲပြလိုက်တာပဲဖြစ်ပါရဲ့နော်6 38လေးကတော်တော်ကောင်းပါရဲ့နော်စီနီယာကနားလေးလည်းဖြစ်တဲ့အတွက်ဘာလို့ဝါတော့အဲ့ဒါလေးပြီးပြီဆိုနောက်နောက်တစ်ခုကျွန်တော်ပြချင်တာကနော်ဒီကောင်လေးရလေ ဟုတ်ဒီမှာဒီမှာရှိသေးတယ်ဒီမှာရှိသေးတယ်ဆိုဒီကောင်လေးကတော့အဲ638လေးကနောက်တမှုလေးနဲ့ရှိသေးပြအဲ638လေးထွက်လို့ရှိရင်နောက်ထပ်ထိုးအောင်မကနန်းကွက်တကွက်လည်းပါဒီကောင်လေးကတော့လွယ်လေးလွယ်တယ်ဒါပေမဲ့လို့ဟိုအခုရောက်ကတ်မှာကျတော့အပေါ်ဆက်เสียမှရှိလို့ဆက်ပြီးတော့ကြည့်ရမှာပေါ့နော်ကျွန်တော်ကတော့ဆက်ပြီးတော့ကြည့်ထားလိုက်တယ်နော် ီနေ့ထဲမှာဆိုရင်မ630ဆိုပြီးတော့ကြာပါတယ်နော်အဲ့630ကပရိခွန်လို့ရိုက်တာနဲ့360လို့ပြန်ကြာပါတယ်နော်360လို့ကြာတယ်ဒီပြိုင်နဲ့နော်เออยอดฮะ360ลูกจ่ายได้เดี๋ยวนี้อะมา630เนี่ยเบี้ยอ่ะ တတခွန်ဆိုရကနန်းလေးတစ်ကျင်းနှစ်ကျင်းသုံးကျင်းလေးကျင်း၅ကျင်း၆ကျင်းမှပြန်ကြလေးရှိပါရဲ့နော်အဲ့လေတတခွန်လေးပြန်ကြလေးရှိရဲ့ဒီဘက်ကမှဆိုလို့တွားကြည့်မယ်နော်မှ363လို့ရိုက်ပါရဲ့เนาะ363ပရိခွန်လို့ရိုက်တာနဲ့633လို့ရိုက်ပါရဲ့အဲကြောင့်သူ့ရဲ့ဘေးက900လေးရဲ့1ကျင်း2ကျင်း3ကျင်း4ကျင်း5ကျင်း6ကျင်းမှာပြီးတော့အဲ900လေးကပြန်ကြပါတော့เนาะဒါပေမဲ့ကျွန်တော်ကအဲ့ဒါလေးကို အဲ့လိုမယူဘဲနဲ့ယူထားရလေတနည်းရှိသေးပေါ့နော်အဲ့900လေးလဲထိုးလို့ရရယ်နော်900လဲထိုးလို့ရပါလေဒါပေမဲ့လို့အဲ့ဒီဟာဟိုအဲ့လိုမဟုတ်ဘဲနဲ့တက်တက်တမျိုးလေးနဲ့ရှိပါလေဒီလိုအနေနဲ့ဖြူပါ ဟုတ်ကဲ့အဲ့ဒီဟာလေးကိုကျွန်တော်ဘလို့ကြည့်ထားရလဲဆိုရင်အဲ့ဒါလေးတမျိုးပေါ့နော်တမျိုးဆိုအဲ့လိုပုံစံလေးနဲ့မဟုတ်ပဲကျွန်တော်ကြည့်ထားပါရယ်ပေါ့နော်ဥမာဒီမှာဆိုရင်69တဆိုရယ်ကဏ္ဍလေးရှိတယ်အဲ့630မဟုတ်ဖက်နဲ့လင်းဒါ69တဆိုရယ်ကဏ္ဍလေးရှိပါအဲ့69တလေးကဘယ်ကလာလဲဆိုသူ့အောက်ကနေတစ်ကြိမ်ဖေးလိုက်ပေါ့နော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်19ဆိုရယ်ကဏ္ဍလေးက69တဆိုပြီးတော့ပြေးရိုက်ပါရယ်နော် ဒီဘက်နှစ်ထဲမှာဆိုရင်လည်းအဲ့လိုရှိတယ်3963ဆိုတာလေးရှိတယ်3963ကဘယ်ကလာလဲဆိုသူ့ရဲ့အောက်ကနေဖေးတိုက်ကြီးမယ်နော်တစ်ချိန်2ချိန်3ချိန်4ချိန်633ဆိုတာ3963လို့ပြည့်ရိုက်တယ်အဲ့ဒီဖြစ်စဉ်လေးကဘယ်လိုဖြစ်လဲဆိုရင်ခုနပြခဲ့လို့ပဲနော်သူ့ရဲ့ဆောင်းက69ရဲ့ဆောင်းက119လေးကတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မှပြန်ကြပါရဲ့နော် အဲသူ6ချိန်မှာကြာဘူးသူကြာဘူးရဘာလောက်ထားလဲဆိုရင်သူ့ရဲ့သပင်းကြုံမှာဆိုရင်စီနီယာကဏ္ဍထွက်တယ်ပေါ့နော်စီနီယာကဏ္ဍထွက်ပြီးမှဒီကဏ္ဍလေးကြာတယ်ပေါ့နော်ဒီကဏ္ဍ63ညနှစ်ဆိုတဲ့ကဏ္ဍလေးကြာပါတယ်63ညနှစ်ကြာပြီးမှအိုက်တစ်ခွန်ဆိုတဲ့ကဏ္ဍလေးကအင်းပြန်ကြာလေးကြာတယ်ပေါ့နော်အဲ့အလေးကိုကျွန်တော်ဘလို့ချိထားတယ်အဲ့ဒီ63ညနှစ်ဆိုတဲ့ကဏ္ဍလေးကဘယ်ကလာလဲပေါ့နော်အခုအခုဒီကျွန်တော်ရောက်ကတ်မှာဆိုပြီးခဲ့တဲ့အချိန်တော့စီနီယာကဏ္ဍလေး 6ရှစ်ခွန်ဆိုတာလေးကြာထားလို့မလို့ကျွန်တော်ကဒီကနားလေးနဲ့တစ်ချက်ရှို့ကြည့်ရပါဗျာပြောမယ်ဆိုရင်ဖြစ်နိုင်မလားဆိုပြီးတော့ကျွန်တော်ကနည်းနည်းရှာကြည့်တာလိုက်ပြီးတော့အဲနောက်တစ်ချိန်အတွက်ပေါ့လေဒီလိုကြပေါ့လေးကြာလို့ချင်းနောက်တစ်ချိန်ကျရင် organet ထွက်အောင်လို့ဆိုပြီးကျွန်တော်လိုက်ရှာထားတာပါနော်639လေး639ညနေလေးကဘယ်ကကြာလဲဆိုကျွန်တော်တစ်ချက်ကြည့်မယ်နော်ဒီဘက်က6 9 1ဆိုရ ခဏကနေစောင်းလေးပေါ့နော်အပေါ်တက်လိုက်မယ်ဖေဖေတော့အပေါ်ဦးတစ်ချေနှစ်ချေသုံးချေမှ260ဆိုရကဏန်းလေးရှိအဲ260က63ကနေလို့ကြရတယ်ဆိုရင်အဲ့လိုကြပြီးမှဒီတစ်တစ်ခုကပြန်ကြမှာဆိုရင်အခုကျွန်တော်တို့ဒီမှာရောက်ကမှာဆိုရင်လည်း630နော်63ရာ3ဆိုရကဏန်းလေးရှိပါတယ်သူ့ရဲ့စောင်းက300ခွန်နော်ကျွန်တော်ပြောတဲ့ခုနကတော့900မဟုတ်ဘဲနဲ့300ခွန်ပေးမှာဆိုရင် ပရိဒူကိုပေးမှဆိုလို့ချင်း1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်ရရောက်ကနောက်တစ်ကြိမ်မှဖြစ်သလိုဒီမှာလဲစီနီယာကဏ္ဍခံထားတဲ့အတွက်ရှေးကပြခဲ့တယ်လို့ပဲဒီဒီကြိမ်မှာစီနီယာရဲ့အောက်မှာကဏ္ဍတစ်ခွက်ခံပြီးမှအဲ့ကဏ္ဍပေးမယ်ဆိုလို့ချင်းကျွန်တော်တို့ကထိုးတဲ့ကဏ္ဍလေးကဘာလဲဆိုရင်63 363ကနေ1ကြိမ်2ကြိမ်မှ3ကြိမ်ကဏ္ဍမရှိတဲ့အတွက်ကျွန်တော်ကဒီမှာက ဆက်မရှိတော့တဲ့အတွက်နော်ဒီအချိန်မှာကျွန်တော်ကဒီဘက်နှစ်ထဲကခဏလေးနဲ့တစ်ချက်ဆက်ကြည့်ရနော်အဲအဲ့ခဏအောက်ခြေခဏလေးနဲ့ဆက်ကြည့်တဲ့အခါဘာလေးတွေ့ရသလဲဆိုလို့ချင်းနော်မတုံ968ဆိုတဲ့ခဏလေးတွေ့ရပါတယ်နော်အဲ့အကြောင်းမို့လို့အဲ့ဒီခုနက638ဆိုတဲ့ခဏလေးရလေတော်တော်လေးဒါ တက်နိုင်တက်နိုင်တဲ့လူတွေကတော့တက်နိုင်သလောက်တင်ထိုးတင်တယ်လို့ကျွန်တော်ကမြင်နေကျွန်တော်ကတော့လုံးဝမထိုးရသေးပါဘူးကျွန်တော်ကိုယ်တိုင်လည်းတင်ထိုးမှာပါအဲ့ဒါလေးထွက်ခဲ့လို့ချင်တော့ခုနကကျွန်တော်ပြခဲ့သလိုပဲနောက်တစ်ချိန်မှာကတော့ထပ်ပြီးတော့တင်လဲတင်ပေးမယ်နော်ဆိုလိုရင်လည်းအိဗေကတော့အဲ့လိုထွက်ပြီးတခါတည်းကရအောင်တင်ထိုးထားကြလို့ပြောချင်တာပေါ့နော်အိဗေကတော့နော်အဲ့လိုလေးပါပဲ နောက်ထပ်ကနန်းလေးတစ်ခုပြမယ်အဲ့ဒါကဘာကနန်းလေးဖြစ်မလဲဆိုလို့ချင်းဟောအဲ့ကနန်းလေးရတော့ဒီပါမယ်နော်ဟိုပေါ့ဒီဘက်နေ့ထဲမှာဆိုရင်ဟိုမှာနှစ်ဦးနှစ်ကြိမ်ကနန်းလေးပေါ့နော်နှစ်ဦးနှစ်ကြိမ်ကနန်းလေးကခွင်30ဆိုရယ်ကနန်းလေးအဲ့နေ့ထဲမှာပြန်ကြပါရဲ့ဗျာနော်အဲ့နေ့ထဲမှာပြန်ကြပါရဲ့ အဲ့လိုခွန်30ဆိုပြီးပြန်ကြတဲ့တပြိုင်နဲ့သူ့ရဲ့ဘေးကနေတစ်ချိန်နှစ်ချိန်သုံးချိန်ကို66ဆိုပြီးပြန်ကြတယ်နော်ကို66ဆိုပြီးပြန်ကြလို့သူ့ရဲ့ပုံမှန်လည်းဒီမှာ6ခွန်1ဆိုတဲ့ကဏ္ဍလေးလည်းပြန်ကြခဲ့ပါရဲ့နော်အဲ့ဒီ6ခွန်1ပြန်ကြပြီးလို့ချင်းပါဖြစ်လေဆိုလို့ချင်းနော်အဲ့ဒီနေ့ထဲက သူ့ရဲ့ဘေးကအနစ်သေးကကနန်းတကွက်ကပြန်ထွက်ခဲ့ပေါ့နော်ဒီကနန်းလေးပေါ့နော်ကျွန်တော်ပြမှာတော့ဒီကနန်းလေးဖြစ်ပါတယ်ဥမာငါးငါးလေးဆိုတဲ့ကနန်းလေးကလည်းနောက်တနေ့ချိန်မှာပြန်လိုက်ခဲ့တယ်ပေါ့နော်အင်းသူ့လိုက်ခဲ့တဲ့ပုံလေးကငါးငါးသုံးဆိုပြီးတော့နော်သူ့အောင်မှာသုံးခံလေးနဲ့ငါးငါးသုံးဆိုပြီးတော့ထောင်ကြခဲ့တယ်နော်အဲ့လိုထောင်ကြပြီးတော့မှနောက်တနေ့မှာဘာလုပ်လဲဆိုတော့ကျတော့နောက်တနေ့မှာက၃ည9 3 9 3ဆိုပြီးတော့ဆောင်းခတ်ခဲ့တယ်ပေါ့နော်အဲ့လိုဆောင်းခတ်ပြီးရတဲ့ မာလေးခွန်3လေးလို့ဖြီးပေါ့နော်ခွန်3လေးလေးလို့ဖြီးပြကျွန်တော်အဲဒီချိန်မှာကျွန်တော်ပြမယ်နော်ခွန်နောက်ပိတ်လေးယူပြီးတော့လေးပရိတ်ထိုးလိုက်ပါလေတစ်ချောက်ခွန်ဆိုပြီးတော့ငါးတော့မို့လေဒါပေမဲ့လေးပရိတ်ကမထွက်တော့မပေါ့ဘူးပေါ့ဗျာခွန်နောက်ပိတ်လေးကတော့ကြာတယ်နော်အဲ့လိုဖြစ်ပြရတယ်ဘယ်လိုဖြစ်လဲဆိုရင်တဲ့သူ့ရဲ့အောက်မှာတင်ငါးတစ်ဆိုရင်ကနန်းလေးကြာတယ်နော်အဲ့ဒီတင်ငါးတစ်လေးကဘယ်ကလာလဲဆိုရင်တစ်ချက်ရှိုးမယ်နော်ကျွန်တော်တို့ 3 93ပေါ့နော်3 3 9ပြန်ကြရဲเนาะ3 3 9ပြန်ကြရဲသူ့ရဲ့ဘေးကနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်6 6ပြန်ကြရဲ6 6 6ရဲ့ဆောင်းကကဏ္ဍလေးလေးဖြစ်တယ်3 3 9ရဲ့အပေါ်ကဏ္ဍလေးလေးဖြစ်တယ်5 1 1လေးကဒီဘက်နဲ့ထဲမှာအလှူလာပြီးတော့တင်းတင်း5 1ဆိုပြီးကြရဲလို့ယူဆမိပါရဲ့เนาะအဲ့ဒါဆိုလို့ချင်းဒီဘက်တက်ကတ်လေးကြည့်အောင်เนาะ339လို့2ကြိမ်ပါဘောနော်339လို့ထွက်ပါတယ်အဲ့339ရအဲ့နှစ်သေးမှာပြန်ကြရပါမယ်နော် အဲ့နှစ်ထဲမှာပြန်ကြခဲ့တယ်အဲ့3ည3ခွန်၄နေညာဘက်ကိုတော့ပေါ်တက်လိုက်မှတစ်ချိန်နှစ်ချိန်3ချိန်ဆိုလို့ရှိရင်669ဆိုရခဏလေးကြပါတယ်เนาะအဲ့669ကလည်း669ကြာလို့ပဲဒီဘက်နှစ်ထက်မှလည်း၄၁ခွန်ဆိုတာကြာနော်အဲ့၄၁ခွန်နဲ့တစ်ချက်ပြောင်းမယ်အဲ့၄၁ခွန်နဲ့ရှေ့ရတိ၄ခွန်နဲ့ကလည်းဖရင်ကတန်းတန်းမယ်နော်အမှ ဒီက3လုံးရောက်ခွန်ရလဲတန်းတန်းမယ်နော်အဲ့လိုဖြစ်ပြီးဘာဖြစ်လဲဆိုတော့ရှင်နော်အဲ့လေလေတခုလို့ရိုက်ပါတယ်အဲ့လိုလေတခုလို့ရိုက်ပြီးတဲ့တပိုင်းနဲ့အဲ့ဒီနှစ်ချက်ကကနန်းလေးတစ်ခွက်ကပြန်ပြီးတော့ရှေ့နှစ်မှာပြန်ကြရမယ်ပေါ့နော်အမှန်9 30ဆိုရကနန်းလေးပေါ့နော်ပါလို့ဟိုအဲ့ရုပ်စာကိုကြဖို့ကြာနေလေးလေးပြီးကြမှာတစ်ချက်ရှင်းပြမယ်နော် အဲ့9 30ဆိုကြတယ်လေပြန်ကြပါရဲ့နော်သူ့မှာဆိုရင်အပေါ်မှာဆိုလဲ9ထိပ်စီလင်းနဲ့လာပြီး9 9 3ဆိုပြီးတော့မှဖြီးပြီးတော့9 30လေးအကြတယ်အဲ့လိုကြပွေရအတွက်သူ့အပေါ်မှာဆိုရင်1ချိန်ခဏလေးခံပြီးမှ9ထိပ်စီလေးဖြစ်ရမယ်1ချိန်ခဏလေးခံပြီးမှလည်းကြာပါနော်အဲ့9တုံညာတုံဆိုပြီးတော့ကြာပါတယ်။ရှေ့ရနေလေးတစ်ချက်ပြန်ကြည့်ပေးမယ်နော်ရှေ့ရနေလေးမှာအော်ဟောနေရှေ့ရနေသေးနေသေးမှာဆိုရင်လည်းနော်သူ9 9လေးပြန်ကြောက်ပေါ်အတွက် ငါးထိပ်စီလေးလေးခံရပါမယ်ဝမ်းချင်းကနန်းလေးလေးဖြစ်ရပါမယ်เนาะအဲ့ဒါကြောင့်မို့လို့ငါးငါးလေးဆိုရကနန်းလေးရเนาะငါးချောင်းလေးဆိုပြီးတော့လေးကြပြီးမှငါးငါးလေးဆိုရလေးကြပါပြန်เนาะ ဲ့လိုကြပြီးတော့ဘာဖြစ်လဲဆိုရင်ကျွန်တော်ကလေဒီကနှစ်ထဲမှာဆိုလဲ3.9လို့ထောင်နေ3.9လို့ထောင်ပြီးကျွမ်းနေပြီးရသူ့ရဲ့ဘောက3ထက်လေးနဲ့393ဆိုပြီးတော့ဇောင်းခတ်ပါရနော်3ထက်အဲ့လိုဇောင်းခတ်ပြီးသူကဘာဖြစ်လဲဆိုဒီလိုပေါင်းရင်၄ဖြစ်ရမယ်ဗျာနော်ဒီလိုပေါင်းရင်၄ဖြစ်ရမယ်ဆိုဒီမှာလဲ၄ခွန်၄၃ပေါ့နော်နော်ခွန်လေး3လို့ရပြီ4 3ခွန်လို့နောက်ထပ်နောက်နောက်ပိတ်လေးပြန်ဖြေရမယ်ပေါ့လေ အဲ့လိုလေးဖြီးပြီးမှခုနကကနလေးကြဖို့ကကျွန်တော်မျှော်လင့်တာဒါပေမဲ့လို့ကျွန်တော်ထိုးတာက6ခုရဲ့16ခုရဲ့၄ break เนาะခုနောက်ပိတ်နဲ့၄ break လေးထိုးတယ်ဒါပေမဲ့လို့အကနန်လေးကပြီးခဲ့တဲ့အချိန်တော့မတင်ပေးလိုက်ပါဘာလို့မတင်ပေးရလဲကနန်းပေါက်လေးတိတ်မကောင်းဘူးထင်လို့မလို့မတင်ပေးလိုက်တာအဲတလုံးလွှဲသွားတယ်ပေါ့နော်အဲ့လိုဟာလေးကြပြီးမှအခု ကျောက်ကလေးမှာအိုက်ကနလေးကြကျင်တာဆိုခါကြတော့ပြီးရှေ့ရကလေးပဲကျွန်တော်တို့ဒီနှစ်ထဲမှာဆိုရင်လဲ3ညညတော့ခွန်ရင်ရဲ့အပေါ်ကကနလေး3ခွန်နေဖြစ်တယ်လို့အဲ့3ညတော့ခွန်နေဘေးကနေလေးရီလိုက်မယ်နော်တစ်ချိန်၂ချိန်၃ချိန်6 69ပတ်လည်လေးရဆောင်က3ခွန်နေဖြစ်တယ်လို့ဖြစ်လို့မလို့အဲ့3ခွန်နေကိုလဲကြိုက်တဲ့ပုံစံလေးနဲ့ထိုးနိုင်ပါတယ်အဲ့ကနလေးကလည်းကောင်းပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာနော် အားလုံးပဲကျွန်တော်ပြလေးအဆင်ပြေမယ်လို့ကြည်ရတာအဆင်ပြေမယ်လို့ထင်ပါပြန်เนาะအင်း share လေးလေးများများလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်เนาะအမှအားလုံးဆိုလေအများသူငါမြင်ရအောင်လို့နော်ပောက်ရင်လည်းအတူတူပောက်ကြရအောင်လို့နော်အဲဒါကြောင့်မလို့အားလုံးအဆင်ပြေအောင်လို့ပါကျွန်တော်ကိုယ်တိုင်လည်းလက်ရှိချိန်ကြီးမထိုးရသေးပါဘူးဒီထက်ကောင်းတဲ့ကနန်းလေးတွေ့ရင်လည်း တင်ပေးပါဦးမယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာနေမဲ့အဆုံးသတ်လိုက်ရပါ